ရဟုလားတဲ့လပ်ပကျင့်တယ်တဲ့အာယုန်တွေပေါ်မှာနေနှစ်သက်တွေ့တာတဲ့စိတ်မျိုးမဖြစ်စေနဲ့လပ်ပကျင့်တယ်တဲ့အာယုန်တွေကိုမြင်တဲ့အခါမှာနှစ်သက်တွေ့တာမှုမျိုးမဖြစ်စေနဲ့ဒုဗဝဒုက္ခနာဆိုတာအလုံးဆက်ဆုပ်စေကောင်းတယ်မတင့်တယ်ဘူးဆိုတာကိုမင်းသဘောပေါက်အောင်စဉ်းစားပြီးတော့ကြည့် အမြဲတမ်းတတိထားပြီးတော့နေရမယ်ဒီလိုဆုံးမနောက်ဆုံးမြတ်စွာဘုရားကဘယ်လိုဆုံးမတော့ဆိုလို့ရှိရင်ဝိပဿနာခြင်းစဉ်လေးတစ်ခုပြောတာလောကမှာရုပ်ပဲဖြစ်စေနာမ်ပဲဖြစ်စေဒုသဏ္ဍာန်နေမှာရှိတဲ့ရုပ်တည်နာမ်တွေမှန်သမျှမှာမြဲတယ်ဆိုတဲ့အရေးတမိတ်တစ်ခုမှမရှိဘူး ချမ်းသာတယ်ဆိုတဲ့အရေးအယောင်လည်းမရှိဘူးကိုယ်တော်ကြအတိုင်းဖြစ်နိုင်တယ်ဆိုတဲ့အရေးအယောင်လည်းမရှိဘူးအဲ့ဒီလိုအရေးအယောင်မရှိဘူးဆိုတာသဘောကျအောင်ဖြင့်အများရန်ဆင်းနေနှလုံးသွင်းရမယ်တဲ့ပြီးတော့ဘယ်ပုဂ္ဂိုလ်အပေါ်မှာမမာနတွေမထမ်းနဲ့မာနတရားတွေဖယ်ရှားပြရမယ်ဟုတ်တယ်လို့ မာနတရားတွေကိုဖယ်ရှားပြစ်နိုင်လေဆိုလို့ရှိရင်မိရဲ့စိတ်ကလေးဟာငြင်းချမ်းသွားမှာဖြစ်ပါတယ်လို့မြတ်စွာဘုရားရှင်းရဟုတ်လားငြင်းချမ်းဆုံးမဩဝါဒပေးအဲ့ဒါလို့ဆုံးမဩဝါဒပေးလို့ဒီရှင်းရဟုတ်လားလေးဟာတခြားပုဂ္ဂိုလ်တွေနဲ့ပို့ပြီးတော့လိမ္မာရင်ကျေးတယ်အရာရာမှာလိုက်နာခြင်းနဲ့ဆုံးမဩဝါဒရခြင်းနဲ့ ကျင့်ကြံကြံရည်နဲ့စိတ်ရှိတယ်။အမှန်တမ်းမှဘုရားသားတော်လို့ဆိုပြီးတော့မာမနာဆိုတခုမှတက်မလာဘူး။မြတ်စွာဘုရားသခင်ကိုလိုများကအမြဲမပြတ်ထိန်းသိမ်းပြီးတော့ဆောင်းချောင်းပေးတယ်။